FM ရဲ့တရားချစ်ခင်သူတော်စင်ပေါင်းတို့ခင်ဗျာ ခုချိန်အားစပြီးဓမ္မဒုဒဒေါက်တာအရှင်စေကင်နာဟောကြားတော်မူသောဘဝဖြောင့်ချောင်းတစီတစောင်းအပိုင်း106တရားတော်ကိုနာကြားတော်မှာဖြစ်ပါတယ်ခင်ဗျာဘဝဖြောင့်ချောင်းတစီတစောင်းကိုเจ้าလေးတွေကိုပြောပြောလာခဲ့ပါတယ် ကိုเจ้าဆိုတာလည်းပါတာပေါ့လေကိုနဲ့ဆက်ဆက်တဲ့သူတွေအကြောင်းလည်းပါတာကိုနဲ့ဆက်ဆက်တဲ့သူတွေထဲမှာလူမျိုးစုံရှိတာပေါ့လူမျိုးစုံရှိတာအယက်ဒီတာမျိုးစုံနဲ့ရောက်ခဲ့ဘူးတယ်လူမျိုးစုံနဲ့လည်းတွေ့ခဲ့ကြုံခဲ့ဘူးတယ်အယက်ဒီတာတွေကလည်းမတူကြဘူးလူမျိုးစုံတွေကလည်းမတူကြအဲ့ဒါလေးတွေကိုကြည့်ပြီးတော့ကိုဘဝကိုကို နည်းနည်းလေးဖြောင်းအောင်နေတတ်လာတာပေါ့လေနေချင်းလာတယ်နေနိုင်တာဘုံမနုဒါဆယ်တန်းအရွယ်အောက်ပိုင်းပေါ့လေဒါပဲပြောနေသေးတာဆယ်တန်းအထက်ကိုမရောက်သေးဘူးဆယ်တန်းဆိုမှာ16နှစ်16နှစ်အောက်ပိုင်းမွေးကစားစားပြီး16နှစ်အကြောင်းအမိဝမ်းနေရစားပြီး16နှစ်အကြောင်းဒီကြားထဲပြောနေတာဘုံမနုခမဲတော်ကြီးကစကိုင်းသား ခမဲတော်ကြီးတို့အမ်ဖမုန်းတို့မေတော်ကြီးကမုံပြင်းနေမုံအောက်သူအချိုက်ထုံမှာမွေးတယ်လို့ပြောတယ်ဆယ်လေးနှစ်သမီးလောက်တည်းချိုက်ထုံမှာကြီးပြင်းချိုက်ထုံဘူတာယုံလန်းလို့ပြောတာပါအရင်တော့ကဘာညာတပုံးလေးခက်ပေါ့လေအဲ့လိုဖမုန်းတို့မေတော်ကြီးဆိုကြည့်ပေါ့သူ့အသက်နဲ့တိုင်းကြည့်လိုက်အဲ့ဒီခက်တယ် အတောင်စွန်းကြတော့ကုတ်ကမဲမှာနေခဲ့တယ်မွန်ပြည်နယ်ပင်လယ်မြို့နယ်တောင်စွန်းကုတ်ကမဲအတောင်စွန်းမှာဆိုတော့အမေအမျိုးတွေရှိတာပေါ့လေအမေအဖေဘက်ကအမျိုးတွေလည်းရှိတယ်အမေအမေဘက်ကအမျိုးတွေလည်းရှိတယ်အမေရဲ့အမေဘက်ကဆိုရှမ်းနဲ့တူပါလေရှမ်းအောင်ဆက်တင်နေတူဒါပါပြောချင်တာကတောင်စွန်းတောင်စွန်းအဲတချို့ကလည်းပြောကြတာပေါ့လေတောင်စွန်းသူတို့ရွာကပဲသူတို့ပြောကြတာပါ ရထင်းရွာထဲမှာကန့်လန့်တိုက်တဲ့လူရှိရင်အိုးမင်းတို့တောင်စုံကတောင်ကန့်လန့်လူကန့်လန့်လို့အဲ့လိုပြောကြတာဒါကတော့နေရာတိုင်းမှာလူကလူစုံရှိတာပဲလေလူစုံရှိတာဘယ်တတ်လဲကန့်လန့်တိုက်တဲ့လူလည်းရှိမှာဖြောင်းတဲ့လူလည်းရှိမှာဘုံမုန်းတို့စကိုင်းကနေပြီးတော့မှတ်မိသေးတယ်6တန်းနဲ့လောက်ကလေးကအဲ့ဒီတောင်စုံဘက်ကိုသွားတယ်အမေနဲ့သွားတာပထမကော အာအမေကြီးနဲ့သွားအိုးအမေကြီးသွားတယ်ဆိုတော့ဟာဆွေတွေမျိုးတွေတွေ့ကြပြောကြဟိုးအိမ်လိုက်လဲဒီအိမ်လိုက်လဲအကြုံကမီးစုတို့ပေါက်တော်တို့အဲ့လိုပဲလိုက်လဲတာအမေကြီးကလည်းမြည်ချစ်လို့ပဲလဲပါတယ်လက်ကုံးတောင်ဝေးလဲပါတယ်၆တန်းချောင်းသားလေးပါဒီတောင်စုံကိုစိတ်ထဲကတအားကိုသဘောကျသွားတယ်သာသနာပေါင်ရောက်တော့လေပဲ တောင်စုံးမှာပဲသာနာပေါင်ရောက်တာလေယဟန်ဘုရားဖြစ်တာ။ဟိုမွန်ပြည်နယ်တောင်စုံးဆိုတော့အဲ့ဒါကြည့်ပြီးတော့မွန်ကိုလည်းတအားချစ်သွား။ဟိုအမေအမေအမျိုးဆက်မို့လို့လည်းပါမပေါ်လေ။ဒီမြင်ကွင်းကအခုထိပြန်ပြောရင်မပြောက်။တခြားအရာတော့သဘောကျစရာအိမ်တိုင်သွားလင်းရင်သဘောကျစရာမုန်းချကြွေးတာကလေးဆိုတော့ကြိုက်တာတို့။အာ ိုဝေးกว่าနေတဲ့ဆွေမျိုးသားချင်းတွေအလဲလာရင်ဝမ်းပန်းတသာနဲ့ကြိုကြဆူကြတာတို့ရင်းနှီးတာတို့ကတော့ဒါတွေကသဘာဝပဲဒါတွေကသဘာဝဆိုတော့ဒီပုံမှာတော့အရသာတော့ရှိတာပေါ့လေနောက်ကျုံရင်ပြောပြပါမယ်အဲ့ဒါလေးဟွန်းဖိုထိုချိန်တို့တော့တောင်းခင်းတို့အဲဒါသမီးတွေအများကြီးလေးယောက်ပေါ့တို့တို့အဲ့ဒီမှာပဲအိတ်ကြတဲကြပေါ့ဒါမှမဟုတ် မျက်စိတွေမထွက်တာကဒီတောင်စွန်းတစ်မျိုးလုံးဈေးရောက်တယ်။ကျုံကပီးသူကဘာကြီးအရင်ရှိတယ်အဲ့ဒီသွားလမ်းပေးမှလीသူတို့လေးတွေကဟိုခုခုမြင်တဲ့ပုံနဲ့ပြောရင်တော့ဟိုဘဲဥတက်တာအခုံကိုထောင်ပြီးတော့အဲ့ဒီပုံမှာလင်မန်းတင်ပြီးဈေးရောက်တယ်။အခုခုမြင်တဲ့ပုံပေါ့နောက်ပိုင်း အရင်တော့ကတော့ခွေးချီကုံလေးတွေတက်ရိုက်ထားသလားဟိုဆွန်းလောင်းတလူမျိုးလေးဆွန်းလောင်းတဲ့အခါရှေ့ထုတ်ပြီးတော့ဆွန်းအုပ်လေးတင်လို့အဲ့ဒီခွေးချီကုံလေးရှေ့ထုတ်ပြီးတော့သူကလင်မန်းလေးတွေနဲ့တချို့တန်လင်မန်းပေါ့တချို့နှီးလင်မန်းပေါ့စကောပေါ့လေအဲ့တချို့စကားပေါ့စကောဆိုတာအပိတ်ပါနဲ့ပေါ့စကားဆိုတာအပေါက်ကလေးတွေနဲ့ပေါ့အဲ့ဒီမှာရောင်းတာဖုံဖုံမှတ်မိတယ်ငါပြောတော့ကြည့်လို့အကြီးကြီးတွေရောင်းတာ ဒါကောင်းလေဒီကငါပြောတော့ဆယ်ဒုစရလောက်ရှိတယ်ဒီသူများသူများတဟာရဲ့ဆယ်ဒုစရလောက်ရှိတယ်တမထားပါငွေကြီးသဘောကတော့ထားရောင်းမောသူတို့ကသူတို့သိတယ်ဒီဒီဒီအင်ရှီလေးတွေမှာဘယ်သူမှထိုင်ပြီးတော့ဈေးရောက်တာမရှိဘူးโอเคလူချင်းတဲ့လူကဝယ်ဝယ်ပြီးပတ်စံထားတယ်ဘယ်သူမှမရောက်ဘူးကဘယ်သူမှမရောက်ဆိုလူလာပြီးတော့မတက်ရရောက်တာမရှိဘူး အဲ့ဇာကောင်းတော့ခုထိပြန်မြင်တယ်မုံလကောက်တွေဆိုလဲအဲ့လိုဟာမျိုးကြီးတယ်အကျော်တွေဆိုလဲတတ်တတ်အကျော်ကတော့အကျော်ဆိုင်ရှိတယ်လေဒါပေမဲ့ယူရောက်တဲ့လူအဲ့လိုအဲ့လိုလေးတွေ तू ကတတ်တတ်တာဘုံမမျက်စိနဲ့မြင်နေတော့ကိုဝယ်စားခဲ့တာကြီးငပြောတော့ဒီကတော့မြင်နေတာလမ်းဘေးမှာပစ္စည်းကိုတင်ပြီးရောင်းတဲ့လူမရှိဘဲနဲ့ဈေးရောင်းတာစိတ်ကူးကြည့်တယ်စဉ်းစားကြည့်တယ်ဒီမျိုးဒီရွာရဲ့စိတ်တက် ီမျိုးဒီရွာရဲ့ယဉ်ကျေးမှုဘလို့ကြည်နူးစရာကောင်းဘူး။ဟိုဓာတ်တပိုင်းဟိုဘက်ကလဲ့ပြောပြရင်တန်ငါးတွေကြွလာရင်ဆုံးကန်တန်းကြွလာရင်ဘလို့အရွက်ကြီးလေးလေးအရွက်ကြီးအောက်ချပြီးထိုင်ကြော့ကြတာပြပြပေါ့။မျိုးသမီးတွေဆိုလူတိုင်းမှာမျက်နှာတို့ပွားပါတယ်ဘဝပါတယ်။လမ်းသွားရင်မနှက်ပိုင်းပေါ့။တန်ငါးတော်တွေတွေးလိုက်တယ်ထိုင်ပြီးအဲ့ဒီဘဝလေးနဲ့အဲ့ဒါဥချကြတာ။ဒါဘုရားဘာသာယဉ်ကျေးမှုအနေနဲ့ထားပါ ီလူမှုရေးအရာစီးပွားရေးအရာဈေးရောက်တာအဲ့လိုရောက်တာပွဲအဲ့ရောအဲ့ရောခုထီကိုပြန်ပေါ်ဟိုလိုကြီးတော့မပြောချင်ပါဘူးဘုံဘုံစိတ်ကဟိုမကောင်းတဲ့စိတ်ကြီးမူးပြီးပြောရမှာခုခေတ်အဲ့လိုမျိုးများရောင်းကြည့်စမ်းပစံတပြားမှာတော့ရမှာမဟုတ်ဘူးလို့အဲ့လိုကြီးလည်းမပြောချင်အခုခင်များဆိုကြည်စမ်းပတ်စံပေးဝယ်ရတာခဏတည်း ပတ်စံပေးစရာမလိုဘဲနဲ့စေရနာနဲ့ထားတဲ့တဲတဲ့ရေအိုးစင်တွေတော့ပျောက်ကုန်ပြီရေခွက်တွေပျောက်ကုန်ပြီရေအိုးတွေရိုက်ခွဲပြီးပြီဒီဒီဒီဟာတွေကိုအပြစ်ပြောတာမဟုတ်ဘူးလေ꽈လာတာ꽈လာဘုံမုံတို့အဲ့ဒါကိုမြင်နေအဲ့ဒါကိုတွေ့တယ်ကြုံလဲကြုံရတယ်ကိုလဲဝယ်စားတယ်မုံလေးတွေပြရတော့ပါလေ မြက်မြက်မြက်တက်ကဲတက်ကဲဘာဘာလဲမသိသေးချာအဲ့ဒါနဲ့ဟိုထုတ်တာဗောလေကောင်းချင်းတုတ်ကလေးတွေရှိသေးတယ်လीခေါ်တဲ့နာမည်တော့ဘုံဘုံမေးနေပါ ਈ သူတို့ပြောတဲ့ဟာဘာကောင်းချင်းဘာတုတ်ဆိုလာပဲသူတို့နေရခေါ်တဲ့ဟာဒါလေးတွေလေးရောင်းနေဘုံဘုံပြောချင်တာကဘလောက်သဘောကျစရာကောင်းတော့ဘလောက်သဘောကျစရာကောင်းတော့ဒီရောင်းတဲ့သူရဲ့စိတ်ဓာတ်ကိုပြောတာတည်းမဟုတ်ဘူးเนาะဝေစားတဲ့သူရဲ့စိတ်ဓာတ် ရောင်းသူဝယ်သူရဲ့စိတ်ဓာတ်ကိုပြောတာနေမဟုတ်ဘူးနော်ဒီတစ်မျိုးလုံးရဲ့တစ်မျိုးလုံးရဲ့ထုံတန်းစင်တာကြီးတစ်မျိုးလုံးရဲ့ထုံတန်းစင်တာကြီးတမျိုးလုံးရဲ့စိတ်ဓာတ်တမျိုးလုံးရဲ့ယဉ်ကျေးတာလေဘလောက်ဘလောက်ပေါ်လွင်တာလေဒီတနေ့ရတယ်မဟုတ်ဘူးရွာရိုးလျှောက်လိုက် တောင်စုံမြို့ပေါ်လေခုလိုဆိုရင်တော့မြို့ရိုးလျှောက်လိုက်ဒီဘလန်းလျှောက်မလား မြို့မှာလမ်းကရှောင်မလားဒီဘက်လမ်းကရှောင်မလားကျောင်းလမ်းကရှောင်မလားခြိုက်တဲ့လမ်းကရှောင်အိုးဘူရာလမ်းပြန်သွားမလားနေရာတိုင်းမှာအဲ့လိုရှိတော့ဖမုလီပြန်ပြီးတော့ဟိုတန်းတာပြီးပြောတာမဟုတ်ပါဘူးဟိုဆူတောင်းလို့လေဒါကရာရိုးထုံးစံမဟုတ်မှန်းလည်းသိပါတယ်ဖြစ်စီခြင်းနဲ့ဆန္ဒနဲ့ပြောရင်နိုင်ငံတကာတော့ကြည့်တော့တွေ့ရတယ် သူများတွေစီမှာကြက်စီလေးထည့်လိုက်ထုတ်ယူသွားလိုက်ဟုတ်တယ်မလားငါမှုစီလေးထည့်လိုက်ထုတ်ယူသွားလိုက်သူပစ္စည်းသူစီသူဟာသူထုတ်ယူသွားတယ်ရောင်းတဲ့သူမရှိဘူးလေဒါတော့ကမချင်းနဲ့ဆက်နေဘောတော့ခတ်ထားရသေးတာအာအဲ့ဒါကိုအခုကျတော့ပြောကြဒါမလီနိုင်ငံညားမှာဘလို့ရောင်းတာမလီစီကန်းရှိတာဗာညာနဲ့ဖုံဖုံတို့မြန်မာတွေဖုံဖုံတို့ဒီနိုင်ငံဖုံဖုံတို့ငယ်တုန်းကအဲ့လောက်ကြီးစီကန်းရှိတာ အဲ့လိုကြီးစိတ်ဓာတ်ကောင်းကြတာအဲ့ဒါမျိုးတွေပြန်ဖြစ်ပါစေအဲ့ဒါမျိုးတွေပြန်ဖြစ်ပါစေလို့ဟိုဆူတောင်းတိုင်းရမှာမဟုတ်ဘူးရမယ်ဆိုရင်တော့လည်းအကုန်ဝိုင်းဆူတောင်းရမှာပေါ့လူတိုင်းလူတိုင်းဒီလိုတော့ပြန်ဖြစ်ချင်ကြပါမယ်ရှားတော့ရှားတာပေါ့လေခုနပြောသလိုပဲတောင်ကန်းလန်းလူကန်းလန်းနေလည်းရှိချင်ရှိမှာကိုတသဘာဝပဲနေရာတိုင်းမှာကောင်းတဲ့လူရှိတယ်လို့ဆိုးတဲ့လူလည်းရှိတာပဲဆိုးတဲ့လူများသွားရင်ကောင်းတဲ့လူကနဲ့နေသွားတယ်ကောင်းတဲ့လူတွေများလာရင်ဆိုးတဲ့လူက နဲနေသွားတယ်တဘာဝပဲဒါတဘာဝ။အော်အဲ့ဒါလေးတွေ့ရတော့ဘုမုံငယ်တုန်းကအချီနေနဲ့အခုအချီနေနဲ့ဘာတွေကွာသွားတာလဲ။အဲ့ဒါလေးကွာသွားတယ်။ဒါလေးဒါလေးအဲ့ဒီတုန်းကတွေ့ခဲ့ရတာလေ။တဖြည်းဖြည်းချင်းဒီအတိလေးကဘာဝင်လာလဲ။အင်းစိတ်แท้ပေါ်တဲ့အကြောင်းအတိုင်းပြောရရင် အရင်ကောင်းပြီဘာလို့နောက်ပြက်ပြက်သွားကြတာတော့ငါအဲ့ဒါလေးပေါ်လာတာငယ်တုန်းကကောင်းပြီးတော့ဘာလို့ကြီးရင်ပြက်ပြက်သွားကြတာတော့များသောအဖြစ်ပြောတာပေါ့လေတချို့ငယ်တုန်းကဆိုးပြီးနောက်ကောင်းတဲ့လူလည်းရှိပါတယ်ဒါပေမဲ့ဖုံဖုံကိုခံစားချက်နဲ့ကိုပြောတာပေါ့ငယ်တုန်းကကောင်းပြီးဘာလို့ကြီးပြက်သွားတာအရင်တုန်းကဒီစနစ်ရှိလို့ဘာလို့ဒီစနစ်မရှိတော့တာလဲအရင်တုန်းကဒီလိုဈေးရောက်ဈေးဝယ်တွေနဲ့အိုးစိတ်ထားကောင်းတဲ့သူတွေလောက်ကြတဲ့အလုပ်တွေရှိတယ်ဘာလို့ခုမရှိကြတော့တာလဲ ဲ့ဒါကြီးစိတ်ထဲခံစားအဲ့မှာတဘာဝတစ်ခုကိုတွားပြီးစိတ်ထဲရဖြစ်မိတာဒီ၆တန်းကလေးကကြုံလိုက်ရတဲ့ဒီအာယုံဒီမြင်ကွင်းကခုထိပြန်ပြန်ပေါ်တယ်အများရန်ပြန်ပြန်ပေါ်ပါတယ်ဟိုအရင်တခါလဲဒါလေးပြောပြီးမယ်ပြောပြီးမယ်ဆိုပြီးတော့မပြောဖြစ်လို့သားပါငါရောအရင်တော့ကောင်းရတာနဲ့အခုဆိုးတော့မှလားအရင်တော့ကောင်းတဲ့အခြေအနေဖြောက်ပြစ်တော့မှလားဒါလေးစိတ်ထဲဖြစ်နေတယ် ိုးထူးထူးခြားခြားဘယ်မှာသွားဖြစ်တုံးဆိုတော့ဟိုအင်ဂျင်နီယာအကြောင်းကြီးတိုင်းတက်တော့ဆယ်တန်းအောင်သွားပြီဆိုရင်လွတ်သွားတာလေဘာလွတ်သွားတာလို့ဆိုမိဘတွေနဲ့လွတ်သွားတာအိမ်နဲ့လွတ်သွားတာမဟုတ်ဘူးနော်အဲ့ဒီအရာတာဟိုကတမျိုးတမျိုးဒီပြင်အရာတာနဲ့မတူဘူးဆယ်တန်းအောင်ပြီးတော့ကြောင်းတက်ဖူးတဲ့သူအင်ဂျင်နီယာအကြောင်းကွန်ပျူတာအကြောင်းဘာအကြောင်းညာအကြောင်းကြိုက်တဲ့ကြောင်းတက်စိတ်ကဘာဖြစ်လဲလွတ်သွား အတန်းကျောင်းတွေတုန်းကတော့မူလာတန်းတုန်းကတော့ကျောင်းမိဘလိုက်ပို့ရင်ကြည်နဲ့တာအလေတန်းတို့အထက်တန်းတို့ကျတော့လိုက်ပို့မှာတော့မလို့ရှက်လာတက္ကသိုလ်များရောက်ပြီဆိုရင်ကျောင်းကကွက်ကွက်အပ်တာလေဘယ်မိဘမှမပါဘာရင်တော့ပြီးအမေသွားရင်တော့ကျွန်တော်မလိုက်ဘူးဗျာအဖေသွားရင်တော့ကျွန်တော်မလိုက်ဘူးဗျာမလို့ကျွန်တော်များကလေးမတ်လို့ဟီးကိုကိုကိုလူကြီးရလို့ဖြစ်လာတာထင်းလာတာလွတ်လပ်သွားတယ် 路那多啊！看嘛、like、，a 沿边沿，比如说我们啊，你当中为啥走变变不？边。有些人家滴路宽，人家一进里，路标多大洞，出来，没工啊，没给木头屋。哎哟，一些啊家宽，人家一进里，漂亮多木路那，那哪里美的？所以都苦把彩表人带到那宝马来呗。哦，哥，阿妹陪我比，你哥忙嘛哩比，龙哥跟俺那个比。 အင်ဂျင်နီယာအိုးလက်ဖြာရွှေသီးငွေသီးနေတယ်လူမလူ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 ရောင်ဝင်းနေတဲ့အချိန်အများကအရေးတူရှိနေတဲ့အချိန်အဲ့ဒါတွေပြည့်ပြီးတော့တာဏဘောင်မှာယဟန်ပြုတ်သွားတော့ငါအဲ့ဒီစိတ်ဓာတ်ယဟန်ဘဝနဲ့ဆိုရင်အဲ့ဒီစိတ်ဓာတ်လေးငါအပြောက်ခံမလို့လားအမြဲအမြဲပြန်ပြန်ပြီးတော့စိတ်ထဲမှာမိုးရလူတိုင်း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 မှာကောင်းခဲ့တဲ့စိတ်ဓာတ်ရှိတယ် လူဆိုးသွားတယ်ဆိုတော့ဘာမှမဟုတ်အဲ့ကောင်းကင်ရဲ့စိတ်ဓာတ်ကြီးပျောက်သွားလို့ကောင်းတဲ့အမှုချင်းရှိတယ်ဆိုးသွားတယ်ဆိုတော့ဘာလဲအဲ့ဒီကောင်းတဲ့အမှုချင်းကြီးပျောက်သွားလို့ဒီတောင်စွန်းမှာဈေးရောက်လာလေးကြည့်ပြီးတော့အခုတော့တော်တော်ရှားပါပြီတဦးနှုတ်လောက်တောင်ရှိသေးလားမရှိသေးလားမသိဘူးဘုံမုန်းလို့လည်းမရောက်တော့ဘူးအစတုန်းကတရွာလုံးတလူရောင်းနေဟာအခုမရှိတော့ဘူးဆိုပါဘူးဘလို့နှမျောစရာကောင်းလို့ကို့မှာကောင်းတဲ့အချင်းရှိတယ်ကောင်းတဲ့စိတ်ဓာတ်ရှိတယ် ်ကောင်းတဲ့အသည့်တွေရှိတယ်အဲ့ဒါတွေရောကိုယ်အပြောက်ခံမလားအေးတဖြည်းဖြည်းကြားလာကြားလာရင်ကောင်းတဲ့အမှုအရာ အပြောအဆိုစိတ်ဓာတ်တွေကိုယိုးသွားတယ်လို့လူတွေကထင်ကြတာဖယ်ပြစ်လိုက်ခြင်းကြတာမကောင်းတဲ့ဟာတွေကိုကြတော့အသည့်အဆန်းဆိုပြီးသဘောကျကြတာများလားအမှန်လောကကြီးကလည်းပတ်ဝန်းကျင်ကနိုင်ငံတကာနဲ့အိုးဒိုးရုပ်ပေါက်ဖြစ်နေတော့ မကောင်းတာတွေကပဲအလားများတယ်။ကောင်းတာတွေအလားများရင်လည်းအတူယူတာနည်းတယ်။အေးဘယ်သူမှတော့အပြစ်မပြောပါဘူး။ကိုကိုကိုချိန်ကြည့်ကိုစိတ်ဓာတ်ကောင်းကိုဖြစ်မှန်လား။ဒါတွေပြောယုံရမှာမဟုတ်ပါဘူး။ဒီလိုဆိုင်လေးတွေရောင်းတာတမျိုးလုံး။အိမ်ရှိမှခွေးချီကုန်လေးတွေနဲ့ရောင်းတာရောင်းမဲ့လို့မရှိဘူး။တော်တော်အကျော်တစ်ခုယူသွားပတ်စံတစ်ခုထဲခဲ့။ ငါပြဆိုငါပြထဲခဲ့ပေါ့။အော်မုန်းလဘွေရောင်းတာတွေလည်းရှိသေးတယ်။ဘာအကုန်စုံရောင်းတာပေါ့လေတော်မုန်းလေ။ဘသူကယုံမှာလဲ။ဒီလိုစိတ်သက်ကောင်းနေတဲ့တို့မြန်မာတွေဒီလိုစိတ်သက်ကောင်းနေတဲ့ဒီလိုနေခဲ့ကြတယ်ဟေးဆိုတော့ဘသူကယုံ။ယုံစီခြင်းအဲ့ဒီတိုင်းပြန်နေကြပေါ့။အဲ့ဒါလိုပဲမိမိလေးပဲငါငယ်တုန်းကဘလို့စိတ်သက်ကောင်းခဲ့တာ။ငါဘယ်တုန်းကဘလို့သူများကိုကူညီခဲ့တာ။ငါဘယ်တုန်းကဘလို့နှလုံးသွင်းခဲ့တာလို့ ကိုကောင်းတာတွေပြောခို့အခြေအနေနဲ့ယုံကုန်မယုံတော့မှလည်းရှိတယ်အဲ့လို့ဆိုရင်ကိုလည်းပြန်နေလိုက်ပို့ဒီတောင်စွန်းတစ်မြို့လုံးကိုဒီလိုဈေးပြန်ရောင်းရဖို့မလုံနိုင်ပေမဲ့ဒီလိုဈေးပြန်ရောင်းပြီးတော့ဒီရင်ကျေးမှုတွေကိုပြန်ဖော်ကြရအောင်လို့မစော်ဩနိုင်ရင်ဒီကိုကိုကိုတော့စော်ဩနိုင်ရမှာအရင်ကောင်းခဲ့တာလေးတွေရှိဘူးတယ်မို့လားခုပဲရောက်ကုန်ပျောက်ကုန် တစ်ရွာလုံးဒီလိုပြန်ကောင်းကြစို့လို့တစ်မျိုးလုံးဒီလိုပြန်ကောင်းကြစို့လို့တနိုင်ငံလုံးဒီလိုပြန်ကောင်းကြစို့လို့မဆော်အောင်နိုင်နေပါဆော်အောင်နိုင်တော့အကောင်းဆုံးကိုကိုကိုလေးပြန်ဆော်အောင်ကြစမ်းပါကိုကိုကိုလေးပြန်တိုက်တွန်းကြစမ်းပါသူများနဲ့မတူအောင် ကောင်းခဲ့ဘူးတာလေးတခုတော့ရှိမှာကိုဘောကောင်းတဲ့လူကိုပဲကောင်းကောင်းဘသူဘောဖြစ်ဖြစ်ကောင်းကောင်းကောင်းခဲ့ဘူးတဲ့လူတော့ရှိမှာကောင်းခဲ့ဘူးတာလေးတော့ရှိမှာလူဆိုတာတခုကောင်းတော့ရှိပါလေကွယ် အဲ့ဒီတစ်ခုကောင်းလေးကိုနှစ်ခုကောင်းသုံးခုကောင်းလေးခုကောင်းငါးခုကောင်းဖြစ်အောင်ကြိုးစားနှစ်ခုသုံးခုလေးခုငါးခုကောင်းအောင်မကြိုးစားနိုင်ရင်တောင်မှဒီတစ်ခုကောင်းလေးကိုမပြောင်းမပြက်အောင်နေရအဲ့ဒီတစ်ခုကောင်းလေးကိုများဖြောက်ပြစ်လိုက်ပြီဆိုရင်တော့ကိုယ်အစဉ်တန်းကိုယ်အခြေအနေကြည့်တော့လေဘယ်ဟာကလူကိုတိုးတက်စေတာလဲဘယ်ဟာကလူရာဝင်စေတာလဲ ဘယ်ဟာလူကိုဂုံရှိတာလဲရှိစေတာလဲတကယ်တော့ကြာတော့ကောင်းတဲ့ယဉ်ကျေးမှုတွေပါကောင်းတဲ့အပြုအမူတွေအပြောဆိုတွေကောင်းတဲ့စိတ်ဓာတ်တွေပါဒီယဉ်ကျေးမှုတွေတအားအရေးကြီးတာရှင်မဟုတ်ပါဘူးတောင်စုံမှာဒီလိုဈေးရောက်နေလို့ကိုမျိုးကိုရမှာစိတ်ကူးနဲ့ရောင်းကြည့်တယ်လောက်တော့လောက်မှာမဟုတ်ဘူး အဲအဲ့ဒီလောက်တောင်လောက်မှမဟုတ်ဘူးလို့ဖြေတဲ့သူဟာတခြားစဉ်းစားနော်ရောင်းတဲ့ဘက်ကနေပြီးဖြေတာလားဝယ်တဲ့ဘက်ကနေပြီးဖြေတာလားနှိုက်စားတဲ့ဘက်ကဖြေတာလားဘယ်နေရာနေဖြေတာလဲဘုမငယ်ကလေးကအဲ့လိုလေးတွေတွေးပါတယ်တဖြည်းဖြည်းဒါတွေယော့သွားတော့မှယော့လာပြီအရင်လိုပြန်ဖြစ်ဖို့မလွယ်တော့ မလွယ်တော့ဘူးပြောတာဟာကိုကရောင်းတဲ့ဘက်ကရောင်းတဲ့သူကမရောင်းတော့တာလားဝယ်တဲ့သူကစီကံမရှိတော့တာလားကိုကဘေးရကိုပဲပျက်စီးကုန်ပါပြီဆိုပြီးလက်မှိုက်ချတာလားရောင်းတဲ့သူအနေနဲ့နေကြည့်ရောင်းကိုရောင်းရတယ်ဝယ်တဲ့သူအနေနဲ့ဝယ်ကြည့်စီကံတကြနေလားဝယ်ရတယ်ဘေးရနေပြီးတော့ကိုပြောလို့မရဘူးဝယ်မလားရောင်းမလားဒါပဲရှိတာဘေးရပြောတဲ့သူကတော့ ကိုစိတ်ကူနဲ့ကိုပြောရင်ကိုစိတ်တက်ကအားနေတာပြင်လိုက်ကြသမှာကိုစိတ်တက်ကိုရတယ်ငကိုလုံးပြန်ဖြစ်အောင်လှုပ်လို့ရတယ်ငကိုလုံးပြန်ဖြစ်အောင်လှုပ်လို့ရတယ်လို့အဲ့ဒီအတီလေးပြန်မွေးပေးကြပါပြန်ပြီးကြိုးစားပေးကြပါဖုံမုံတော့အဲ့ဒီတောင်စွန်းရောက်အဖွားနဲ့လိုက်သွားပထမဦးဆုံးကောက်ကလေးကအဲ့တလို့လေးစိတ်တက်ကောင်းနေတဲ့ဈေးရောက်နေစိတ်တက်ကောင်းနေတဲ့ဝယ်စားကြရေကြီးမှုထုံနှန်းစင်လာတဲကောင်းတဲ့မျိုးတဲကောင်းတဲ့ရွာတဲစိတ်တက်ကောင်းတွေရှိတဲ့မျိုးတွေရွာတွေပါလားလို့ တားချီနဲ့တားသဘောကျသွားတာအဲ့ဒါလို့စိတ်သက်ရှိတဲ့မြို့ရွာမှာရေအိုးစင်ဘယ်သူမှမခွဲတော့လမ်းဘေးမှာရေအိုးစင်ထားတယ်လို့လမ်းဘေးမှာဇရက်တွေဆောက်ခဲ့ကြတာမြမရေကြီးမှုထုံးစံဒီဇရက်ဆောက်မှာတော့အိမ်သာတက်ဖို့လဲဆောက်ခဲ့ကြတာလေမြမရေကြီးမှုထုံးစံကိုဘယ်နေရာမှာနေတယ်လဲဘေးကနေပြီးတော့မဖြစ်တော့ပါဘူးလို့ပြောမဲ့အစားမဖြစ်ဖြစ်အောင်ပြန်စူးစမ်းရင်ညအဓိကကတော့ အားလုံးကို organize မလုပ်နိုင်နေစီယုံဆောအောင်မလုပ်နိုင်နေကိုကိုကိုတော့ကောင်းတာလေမပြောက်စေခြင်းမူယင်ကြည်တာလေးမပြက်စေခြင်းမူအဲ့ဒါလေးဟာဖုံဖုံဘဝဖြောင့်တဲ့ဖြောင့်လာတယ်လို့ပြောရင်တစေတစောင်းအကြောင်းတစ်ခုပါပဲဒါလေးကိုနားလေပြီးတော့ကိုဘဝကိုဖြောင့်အောင်ကိုကောင်းတာလေးတွေကိုအပြောက်မခံပါနဲ့ကိုယင်ကြည်မှုအမွေကိုယ့်ဟာကိုထိမ့်သိမ်းရပါလေအဲ့လိုထိမ့်သိမ်းရင်ထိမ့်သိမ်းရင်ね ဒီယဉ်ကျေးမှုကြောင့်ယဉ်ကျေးလာဒီလိုစိတ်ထားကောင်းတွေကြောင့်ជីវ៉ាတိုးတက်လာပြီးတော့ဘဝဖြောင်းတဲ့ဖြောင်းလိုရာခရီးရောက်အောင်မြင်နိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်တည်း